်များအလုံးပဲမင်္ဂလာပါခင်ဗျာမီစီမာရဲ့လူငယ်ခေလူငယ်အသံစကဝိုင်းအစီအစဉ်ဖြစ်ပါတယ်ဒီစကဝိုင်းအစီအစဉ်ကိုကျွန်တော်တို့တလားတစ်ကြိမ်ပုံမှန်ထုတ်လွှင့်တင်ဆက်သွားဖို့ပြင်ဆင်ထားပါတယ်ဒီစကဝိုင်းရဲ့အဓိကရွေချက်ကတော့အဲကျွန်တော်တို့ဒီခေတ်စ်သမိုင်းစ်အနာဂတ်စ်ကိုပုံဖော်ထုစစ်နေကြတဲ့လူငယ်တွေရဲ့စကားသံတွေကိုကြဲကြဲပြန့်ပြန့်ဖော်ထုတ်ပေးနိုင်ဖို့ရွေတာပဲဖြစ်ပါတယ် ီနေ့မှာတော့ကျွန်တော်တို့ငလျင်ဘေးအကြောင်းကိုဆွေးနွေးသွားဖို့ပြင်ပြင်ဆင်ထားပါတယ်အဓိကတော့မြန်မာပြည်မှာအာဒါပြင်းအားပြင်းဖြတ်အားပြင်းငလျင်ကြုံခဲ့ရတဲ့နောက်ပိုင်းနောက်ဆက်တွဲဖြစ်ပွားနေတဲ့ဒါအကူအညီမဲ့နေတဲ့အခြေအနေတွေအကြောင်းကိုကျွန်တော်တို့ဒီကနေ့မှာကြည်ကြည်ပြတ်ပြတ်ဆွေးနွေးသွားဖို့ပြင်ဆင်ထားပါတယ်အဲ့ဒီအတွက်ကိုကျွန်တော်အခုစတူဒီယိုတွေကိုလူငယ်2ဦးကိုကျွန်တော်ဆွေးနွေးဖို့အတွက်ဖိတ်ခေါ်ထားတာရှိပါတယ်အဲ့တော့ကျွန်တော်ဒီဘက်ဘေးကတော့ဆ iam မဆ iam မများပွင့်ဖြစ်ပါတယ် ရှမ်းမများပွင့်ကတော့ Rangoon Ranger ကဒီကေဆေရဲအဖွဲ့ဝင်တအူးဖြစ်ပါတယ်မြေပြင်မှာလည်းကုရင်ကေဆေရဲလုပ်ငန်းတွေကိုဟိုကိုတိုင်လုတ်ကင်နေသူတအူးလည်းဖြစ်ပါတယ်ဒီဘက်ကတော့ဆရာစောအေ၄ဖြစ်ပါတယ်ဆရာစောအေ၄က Free Burma Ranger အဖွဲ့ဝင်တအူးဖြစ်ပါတယ်ဒီ KNU တပ်မှ9ကတာဝန်ခံတအူးလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီကနေ့အစီအစဉ်ကိုဆက်ပြီးတော့စောင့်မျှော်အားပေးကြပါဦးခင်ဗျာ ကဲအဲ့တော့ကျွန်တော်တို့ဒီဆွေးနွေးခန်းကိုမစောမသွားခင်ပါဘောနေဒီဆမားများပွင့်ရဲ့အဲအချောင်းနည်းနည်းတည်ကျင်တာပေါ့ဟောဆမားများများပွင့်အနေနဲ့အရင်ကပေါ့နော်ဒီကုညီကေစေးတွေနဲ့ပတ်သက်ပြီးတော့အဘလို့အတွေ့အကြုံတွေရှိခဲ့တယ်အဲ့ဒါကျွန်တော်တို့ပြည်သက်တွေသိအောင်အရင်ဆုံးမိတ်ဆက်ပေးပါအောင်ခင်ဗျာဟုတ်ပါညီမနေမရတော့မြပွင့်ပါအအရင်တုန်းကတော့ညီမဒီ2019ကိုဗစ်ဖြစ်တုန်းကတော့ဒီဟာပေါ့ volunteer ပုံစံမျိုးတွေနဲ့ ဟိုဟာ volunteer ဒီ covid center တွေကိုအလိုအစားတောက်လိုက်ဝေပေးတာတွေအာ mask တွေလိုက်ပြီးတော့အလိုလိုက်လှူပေးတာမျိုးတွေတော့လုပ်ခဲ့တယ်ပေါ့နော်အာနောက်ပြီးတော့ဒီအရင်နေခဲ့တဲ့ဒီမြို့နယ်မှာပေါ့နော်အာအောက်ဆီဂျင်ပြတ်တောက်မှုတွေရှိတဲ့အခါဆိုလို့ရှိရင်လည်းလိုက်ပြီးချိတ်ဆက်ပေးတာမျိုးတွေတော့လုပ်ပေးတာပါပဲဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲ့တော့ကိုစောရဲ့လေးအနေနဲ့ရောဒီအရင်ကဒီအကူညီကေဆေးနဲ့ပတ်သက်ပြီးတော့အခုလည်းကူညီကေဆေးတွေလုပ်နေတာပဲပေါ့လေဒါ Ranger တပ်ဖွဲ့မှာအဲ့တော့အတွေ့အကြုံလေးအနေနဲ့ကျွန်တော်တို့ပြည်သက်ကြီးတွေသိအောင်မိတ်ဆက်ပေးပါအောင် အဟုတ်ကဲ့ပါကျွန်တော်နာမည်ကတော့ဆော့ရီလေးပါဟုတ်အာကျွန်တော်ကတော့ဟိုအရင်ကနော်ရိုးရလဝိကစားသမားတူပါပေါ့နော်ရိုးရလဝိကစားသမားတူပါအာဒီ2019မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလူငယ်တွေအာကရင်လူငယ်ဖွဲ့စည်းနေကျွန်တော်တို့ဒီခုနရေလွှမ်းမှုနဲ့အဲဒေတာတွေမှာသွားရောက်ပြီးတော့ကျွန်တော်တို့ကုညီမှုတွေလူကယ်ဆယ်မှုတွေကျွန်တော်လုပ်ခဲ့တယ်ပေါ့နော်အာပြီးတော့ဟိုဖြစ်တဲ့အဲတုံးခက်ရောက်နေတဲ့ဒီ ရင်းနစ်နေတဲ့ဟိုဟာပြလူတွေကိုကျွန်တော်တို့သွားပြီးတော့ပံ့ပိုးပေးတာတွေရှိခဲ့တယ်ပေါ့နော်ဒီနောက်ပိုင်း2020 2021မှာဆိုရင်တော့ကျွန်တော်အာနာသိမ့်မှုဖြစ်တဲ့အချိန်မှာကျွန်တော်ကတော့တော်တဲ့ရောက်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဆံမအများပွင့်တဲ့အရင်ဆုံးစလိုက်ခြင်းပါတယ်ကျွန်တော်တို့ဒီပြီးခဲ့တဲ့မလာ28ရက်နေ့ကဒီဖြစ်ပွားခဲ့တဲ့ဒါမြန်မာငလီရင်ပေါ့လေဒီငလီရင်ကတော့ကျွန်တော်တို့ခစ်တဲ့သမိုင်းမှာဆိုရင်ဒါတကယ်နှစ်100ဝန်းကျင်အတွင်းမှာတကယ်အကြီးမားဆုံးဖြစ်အားပြင်းတဲ့ငလီရင်တစ်ခု ဖြစ်တယ်အဲ့တော့ဒီငလျင်ကြောင့်အခုချိန်မှာဆိုရင်ဒါသေဆုံးသူက4000-5000ဝန်းကျင်လောက်ရှိနေပြီပေါ့နော်ဟိုကင်ကင်းတွေအရေအတွက်ကအရန်ကိုမြင့်တက်နေတယ်ဆိုတော့ဒီနေရာမှာတချို့ဟိုထောက်ပြကြတာကတော့ဟိုဒါကုညီကေစေးရေးတွေကိုအချိန်မီချက်ချင်းမတုံ့ပြန်နိုင်တဲ့အခြေအနေကိုအများကြီးထောက်ပြကြတယ်အဲအဲဆိုတော့ဒီစစ်တပ်ကဖြစ်ဖြစ်ပြီးချင်းချက်ချင်းမှာဒါကုညီကေစေးရေးအခြေအနေတွေကိုဒါချက်ချင်းမလုံနိုင်တဲ့အတွက်ကိုဟလာဒီတေဆုံတဲ့အရေအတွက်ကပုံမြင့်လာတဲ့အခြေအနေတွေအများကြီးကျွန်တော်ထောက်ပြကြတာရှိတယ်အဲ့တော့ ဒီစစ်ကောင်စီကပေါ့လေအဲဒီလိုမျိုးတဘဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးတော့ဟိုချက်ချင်းကူညီကယ်ဆယ်ရေးတွေကိုချက်ချင်းမတုံ့ပြန်နိုင်တာကဘာကြောင့်လို့မြင်လဲဒါဒီကယ်ဆယ်နဲ့ပတ်သက်ပြီးတော့ဆမ်းမများပွင့်ဘယ်လိုပြောချင်လဲဘာပြောချင်လဲအာအဓိကကတော့ဒီကယ်ဆယ်ရေးလုပ်တယ်ဆိုတာကတော့ ဒီနိုင်ငံတကာမှာလေဂိုရန်ဟာဝါဆိုပြီးတော့သတ်မှတ်ထားတာမျိုးရှိရပေါ့နော်ဒီ82နှစ်အတွင်းဂိုရန်ဟာဝါဆိုပြီးတော့သူတို့သတ်မှတ်ထားတယ်အဲ့ဒီအတွင်းမှာအမြန်ဆုံးကယ်ဆယ်ရေးလုပ်ငန်းဖို့အတွက်သူတို့သတ်မှတ်ထားတာမျိုးရှိတယ်ဒီကတော့စစ်ကောင်စီကကယ်ဆယ်ရေးလုပ်မယ်ဆိုတော့ဟိုနိုင်ငံတကာအဖွဲ့အစည်းတွေပိတ်ပင်တာမျိုးတွေရှိတယ်အဲနောက်တစ်ခုကတကယ်လူငယ်တွေလုပ်ဖို့အတွက်မြေပြင်ကိုဆင်းလာတဲ့လူတွေကိုပိတ်ပင်တားဆီးတာမျိုးရှိရဲ့အခါကျတော့ဟိုသူတို့ကိုယ်တိုင်လည်းမလုပ်ပေးနိုင်ဘူးသူတို့ကိုယ်တိုင်လည်းဟိုပြောမယ်ဆိုလို့ရှိရင်လုတ်ပေးနိုင်တဲ့သူတွေကိုလည်းပိတ်ပင်တားဆီးပြီးတော့ သူတို့ကိုယ်တိုင်ရကြတော့ဟိုအုပ်လေးကိုအစင်စင်တည်နေရတဲ့အချိန်မျိုးမှာပေါ့နော်တကယ်လုံနိုင်မဲ့လူတွေကိုကြတော့လည်းလုခွင့်မပေးဘူးသူတို့ကိုယ်တိုင်ကြတော့လည်းမလုံနိုင်ဘူးပေါ့နော်အဲ့တော့ဟိုအဓိကကတော့ဟိုကဲဇယေးနဲ့ပတ်သက်ပြီးတော့မှအရန်ဟိုပိတ်ပင်သားစီးတာတွေရှိတယ်နာဟို ဟိုလူငယ်တွေကိုလှုပ်ချင်စိတ်ပြင်းပြရင်တောင်မှအခုလက်ရှိဖြစ်နေတဲ့ဒီစစ်မှုထမ်းတာတွေပေါ်တာဆွဲတာတွေအတွက်ပေါ့နော်လူငယ်တွေကတကယ်စိတ်ပြင်းပြရတဲ့စိတ်နဲ့လှုပ်ချင်တောင်မှသူတို့လှုပ်ခွင့်မရှိဘူးမလှုပ်ရဲကြဘူးပေါ့နော်အဓိကကတော့အဲ့ဒါပါပဲဟုတ်ဆိုတော့ဒီဒီငလင်းဘေးအတွက်အကူအညီတွေအတွက်အကူအညီကြေးရေးအတွက်အလှူခံမယ်ဆိုရင်တောင်မှသူတို့စစ်ကောင်စီစီမှာဟလာအာခွင့်ပြုချက်တင်ပြီးမှအာဒီလိုမျိုးအလှူခံခွင့်ရှိတယ်ဆိုတာမျိုးလည်းကျွန်တော်တို့တွေ့ရတယ်ပြီးတော့ဒီလိုမျိုးအလှူခံတဲ့ အဲလူငယ်တွေကိုလည်းဒါစစ်တပ်ကဖမ်းလာစီးတာလည်းတွေ့ရတယ်ပေါ့နော်။ဘာကြောင့်အလှခံလဲဆိုတာမျိုးဒါမျိုးတွေလည်းရှိတယ်ပေါ့နော်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဖြစ်တင်လာ။ဘာပြောချင်တာရှိလဲ။အခုစစ်ကောင်စီကပေါ့နော်။အလှခံလဲဆိုတာအခုနိုင်ငံတကာအဖွဲ့အစည်းတွေကလည်းလှူတယ်။လှူတယ်တော်တော်များများဒီမြန်မာနိုင်ငံငလင်ဘေးအတွက်ဆိုပြီးတော့လှူပေးကြတယ်။ဒါပေမဲ့တကယ့်မြေပြင်ကိုမရဘူး။ဘာကြောင့်မရောက်တာလဲဆိုတော့ဒါတော့ညီမအမြင်ရပေါ့နော်။စစ်ကောင်စီကအခုလက်ရှိမှာဟိုငလင်ဖြစ်နေတာတောင်မှ သူတို့လေချောင်းတိုက်ခိုက်ရေးတွေလုပ်တယ်ပေါ့နော်အဲ့ဒီအတွက်ဒီကယ်ဆယ်ရေးအတွက်ဟိုဒီပစ္စည်းပစ္စည်းอ่ะပေါ့နော်ကယ်ဆယ်ရေးပစ္စည်းတွေငွေအင်အားတွေလူဝင်အားတွေအတွက်ကိုသူတို့ကဒီကယ်ဆယ်ရေးအတွက်မှာမသုံးမဲနဲ့သူတို့စစ်တပ်အတွက်ပဲပေါ့နော်ဟိုစစ်သုံးပစ္စည်းတွေအတွက်ပဲအဓိကထားသုံးတယ်လို့ပဲမြင်တယ်အဲအဲ့ဒါကြောင့်လဲအလူခံမဲ့ကိစ္စတွေမှာဟိုမြေပြင်ကိုမရောက်ဖို့အတွက်ကိုပိတ်ပင်တားဆီးတယ်လို့ပဲမြင်ပါတယ်ဟုတ်ကဲ့ ဆိုတော့ကျွန်တော်ဆရာစောရဲ့လေးဘက်ကိုကျွန်တော်ဆက်ပြီးလှည့်ပေးနေတာပေါ့နော်ဆောစောကဒီဆာမများပွင့်ပြောသွားတဲ့အထက်မှာဒီစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တဲ့ဟာတွေပါသွားပေါ့နော်ဆိုတော့ဒီလိုငလျင်ဘေးတန်အကြုံနေရတဲ့အချိန်မှာတောင်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကရှိနေတယ်အဲရှိနေတော့လူသေဆုံးမှုတွေလည်းအများကြီးရှိတယ်ဟိုတလောကဆိုရင်ကျွန်တော်တို့ဒီ NUG ရဲ့ထုတ်ပြန်ချက်အရာတပတ်အတွင်းမှာကိုဟိုငလျင်လှုပ်ပြီးတပတ်အတွင်းမှာကိုလူပေါင်း80ကျော် လေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံသွားတယ်ဆိုတဲ့သတင်းတွေကျွန်တော်တို့ဖတ်လိုက်ရတယ်ပေါ့လေဆိုတော့ဒီလိုမျိုးစစ်တပ်ကလေကြောင်းတိုက်ခိုက်နေတာနဲ့ပတ်သက်ပြီးတော့ဗာပြောခြင်းတယ်ပြီးတော့စစ်တပ်ကလည်းအပြစ်ရမယ်ဆိုတာမျိုးသူတို့ကြေညာထားတယ်လေဒါမဲ့အဲ့ဒီနောက်ဆက်တွဲလေကြောင်းတိုက်ခိုက်မှုတွေလည်းဆက်ရှိနေတာပေါ့ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကိုစောစောရဲ့လေဗာပြောခြင်းတယ်အဲအကိစ္စနဲ့ပတ်သက်ပြီးတော့အာကျွန်တော်တို့ကအာဒီအနာရှင်ကိုတော်လန်တဲ့လူငယ်တွေဖြစ်တဲ့အတွက်အာဘာကြောင့်တော်လန်လဲဆိုတဲ့ဟာကိုကျွန်တော်တို့ပြန်စကားကိုပြန်တိုက်မှုလို့တာပါ အစိုးရတွေကသူတို့ကိုမယုံကြည်လို့မယုံကြည်လို့သူတို့ကိုကျွန်တော်တို့တော်လှန်တာစစ်ကောင်စီရဲ့လုပ်ရက်တွေကိုမကြိုက်လို့ကျွန်တော်တို့တော်လှန်တာအခုဖြစ်ပြတဲ့အခင်းချင်းမှာလည်းပဲသူ့ဘက်ကဘလောက်ပဲအပြစ်ရမယ်လို့ပြောပြောအဲလေချောင်းတက်ခိုက်မှုတွေအဲရှိတယ်ဗောနော်အဲ့ဒါကြောင့်မလို့အဲသူ့ကသူအပြစ်ရတာမရတာကိုကျွန်တော်တို့ဟိုသူ့ကိုယုံကြည်လို့မရဘူးဗောနော်သူ့ရဲ့ဂရီးတွေအဲဒါကိုကျွန်တော်ယုံကြည်လို့မရတော့ဘူးကျွန်တော်လှုပ်ဆဲရှိတာကိုကျွန်တော်တို့လှုပ်ဖို့လိုတယ်ဗောအဲသူ့ဟာသူ့ရဲ့ပေးထားတဲ့ဂရီးတွေကကျွန်တော်တို့က မໄຂလုံးလို့ပဲကျွန်တော်အမြင်တယ်ဗောနော်ဆိုတော့ကျွန်တော်တို့ဒီစောစောကဒီကုညင်ကေဆေးဘက်ကိုတစ်ချက်သွားကြည့်ကြအောင်ဗောနော်ကုညင်ကေဆေးမှာဆိုရင်ဒီအာဒီ2000 2000ဒီ2010ဒီ2019ပေါ့နော်ကိုဗစ်မြန်မာနိုင်ငံမှာကိုဗစ်ဆက်ဖြစ်တဲ့အချိန်မှာဆိုရင်အဲဒီလူငယ်တွေအများကြီးတက်တက်ကြွကြွနဲ့ပူပေါင်းပြီးတော့မှဒီကိုဗစ်တိုက်ဖျက်ရေးလုံးကြရတယ်ပေါ့နော်တော်တော်လေးထိထိရောက်ရောက်လုံနိုင်ခဲ့တာကျွန်တော်တွေ့ရတယ်ပေါ့အကူညီကိစ္စတွေကအချိန်မီပို့နိုင်တယ်ပေါ့နော်ဒါမဲ့ဒီအခုငလျင်ပဲဖြစ်တော့ခုနကကျွန်တော်ပြောသလိုအချိန်မီမလုံနိုင်ဘူးပေါ့ဆိုတော့ ဟိုဒီထောက်ပြကြတာကတော့ဒီအာနာသိမ့်မှုအကျိုးဆက်လူငယ်တွေအေအပြိပောက်ကိုထွက်ပြရတဲ့လူငယ်တွေရှိတယ်လက်နက်ကင်တော်လန်ရေးဆင်နွှဲနေရတဲ့လူငယ်တွေရှိတဲ့အခါကျတော့ဒီလိုမျိုးငလျင်ပေးမှလူငယ်တွေမပါဝင်နိုင်တော့ဘူးပေါ့နော်ဟိုအရင်နဲ့ရှင်မယ်ဆိုရင်ဒါကြာတိတိတတာအဲရောကြသွားတယ်ဆိုပြီးကျွန်တော်တို့ပြောကြတာတွေ့တယ်ဒါနဲ့ပတ်သက်ပြီးတော့ကိုစောအဲ့လေးရဲ့အမြင်လည်းသိချင်ပါတယ်ခင်ဗျာအာအဲ့အရာကတော့အဓိကကတော့ဒီဆက်အနာတင်လိုက်တဲ့အဓိကရွေးချက်ပေါ့နော်ဆက်အနာကိုဗစ်ကာလပါတော့ကလူငယ်တွေက ပြီးတော့မှလွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားလို့ရတယ်ဟိုသူတို့စိတ်ကြိုက်သွားလာခွင့်ရတယ်ကုညီခွင့်ရတယ်အဲဒါကြောင့်မလို့စီးစီးလုံးလုံးနဲ့သူတို့ဖွဲ့စည်းလုံးနိုင်တယ်အာကျွန်တော်တို့ဆိုရင်လည်းဟိုအရင်က2015လောက်ကဆိုလို့ရှိရင်ကျွန်တော်အရာဝီတိုင်းမှာဆိုလို့ရှိရင်အဲရေကြီးရေချမ်းမှုတွေဖြစ်တယ်နောက်စကိုင်းဘက်မှာဆိုရင်လည်းကျွန်တော်ရေကြီးရေချမ်းမှုတွေဖြစ်တယ်ပေါ့အဲ့ကျွန်တော်ဆိုရင်ကျွန်တော်တို့အာကျွန်တော်တို့ကရင်လူငယ်ဖွဲ့ဆိုလို့ရှိရင်အဲအရာဝီတိုင်းမှာသွားပြီးတော့အဲကေစေးကြီးတွေကုညီမှုတွေကျွန်တော်တို့လှုပ်ဆောင်ခဲ့တယ်ပေါ့နော် အဲဒီကိုဗစ်ကာလမှာလည်းဒီကျွန်တော်ကိုယ်တိုင်မလုပ်ခဲ့ပေမဲ့လည်းကျွန်တော်တငယ်ချင်းတွေကအများကြီးကူညီခဲ့တယ်ပေါ့နော်ကျွန်တော်ကတော့ဒီအာနာသိန်းတဲ့အချိန်မှာဒီတက်ရောက်လာတဲ့ခါကျတော့အာဒီအရီကိုမလုပ်မလုပ်နိုင်တော့ဘူးပေါ့နော်အဓိကကတော့လူငယ်တွေအများဆုံးကိုအာလုတ်ပိုင်ခွင့်မပေးတာရဲ့ပြီးတော့နောက်ဒီဘက်အာနာသိန်းပြီးရဲ့ကာလမှာလူငယ်တွေမပါဝင်နိုင်တော့တဲ့အဓိကရွေးချက်ကသူတို့အဲကူအကူညီဖို့အဲအခုနောက်ငလင်းနဲ့ပတ်သက်ပြီးကူညီဖို့လုပ်တဲ့သူတွေဆိုလို့ရှိရင်သူတို့ကအဲ ပေါ်တာဆွဲတာတို့ဘာလို့လုပ်တဲ့ခါကျတော့လူငယ်တွေကကြောက်လန့်ပြီးတော့အဲအဲ့ချက်တွေရှိမှာပေါ့နော်ပြီးတော့နောက်အဲဒီဘက်အာနာသိန်းတဲ့ခါကျတော့ဒီဘက်ဒေါ်လာရေးတွေပါဝင်လာပြီးတော့ထွက်ပြေးလာတဲ့လူငယ်တွေလည်းအများကြီးရှိတာပေါ့နော်ဒီအာနာရှင်ရောဒေါ်လာမို့အတွက်ထွက်ပြေးလာတဲ့လူငယ်တွေလည်းအများကြီးရှိခဲ့တာပေါ့ဆိုတော့ပြည်တွင်းမှာလူငယ်တွေရဲ့အရင်းအမြစ်ကလူငယ်လူငယ်အရင်းအမြစ်က ရော့ကျသွားတာပေါ့နော်ပြည်တွင်းမှာလူငယ်တွေရော့ကျသွားတယ်ပြီးတော့အာနောက်တစ်ခုကဒီနောက်ပိုင်းစစ်ကောင်စီထုတ်ပြန်လိုက်တဲ့စစ်မှုထမ်းဥပဒေပေါ့နော်ဒီဥပဒေကလည်းလူငယ်တွေကိုအများကြီးပြည်ပကိုထွက်ပြေးစေတယ်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲအာဒီဥပဒေနဲ့ပတ်သက်လို့ကတော့အာကျွန်တော်ဟိုတိတ်ပြီးတော့ဘဝမဖြစ်လာဘူးပေါ့နော်ဒီဥပဒေက ဒီဥပဒေရှိသည်ဖြစ်သည်မရှိသည်ဖြစ်သည်ကျွန်တော်တို့ကတော့ဒီအာဏာရှင်ကိုတော်လှန်ရမှာလူငယ်လူငယ်ဖြစ်တဲ့အတွက်ကျွန်တော်အာဏာရှင်ကိုတော်လှန်ရမှာပဲသူ့ရဲ့သူချမှတ်ထားတဲ့လမ်းစဉ်တွေမူတွေကိုမကြိုက်လို့ကျွန်တော်တော်လှန်တာပေါ့နော်အာအာဏာရှင်ဒီသူ့ရဲ့ချမှတ်ထားတဲ့စစ်မှုထမ်းဥပဒေထုတ်ပြန်သည်ဖြစ်စေမထုတ်ပြန်သည်ဖြစ်စေကျွန်တော်တို့အာဏာရှင်ကိုတော်လှန်မှာပေါ့နော်ဒီအမြင်နဲ့ပတ်သက်ပြီးတော့အာတိတ်ပြီးတော့ကျွန်တော်ကသဘောမတွေ့လောက်ဘူးပေါ့နော်လူငယ်တွေမြန်မာပြည်မှာအဲလူလူငယ်အရင်မြော့နေသွားတာပုံစံမျိုးတွေ့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါ โอเคအဲ့တော့ကျွန်တော်ဆံမများပွင့်ကိုကျွန်တော်ဆက်ပြီးလှည့်ပေးကြည့်တာကပေါ့เนาะကျွန်တော်တို့ဒီငလင်းဘေးတင့်တဲ့အချိန်မှာကျွန်တော်တို့ဒီအာဒီတော်တဲ့ရောက်နေတဲ့ဒီ PDF လူငယ်တွေစီကအတန်တွေအများကြီးကြားလာရတယ်ပေါ့เนาะအဲ့ဒါကဘာလဲဆိုတော့အာဒီမျိုးပေါ်ကိုသူတို့သွားပြီးကေစေးလုတ်ခြင်းတယ်ပေါ့အဲသူတို့ကဒီခစ်စစ်ခစ်ဆိုးစနစ်ဆိုးမှာအကြောင်းအမျိုးမျိုးကြောင့်လက်နက်ကင်ပြီးတော်လှန်နေကြရတယ်အဲဒါပေမဲ့တကယ်တကယ်တဲ့ဒါခစ်ကောင်းတဲ့အချိန်မှာဆိုရင်သူတို့ဒီလိုနေရာမှာသွားပြီးတော့မှကူညီကေစေးတွေကိုအများကြီးလုတ်နေကြပြီပေါ့ ဆိုတော့အဲ့လိုမျိုးအားမလိုအားမရတဲ့ဟာပြောကြရပေါ့နော်ဆိုတော့အဲကျွန်တော်တို့တကယ်တကယ်တမ်းဒီစစ်ကောင်စီဘက်ကတကယ်တကယ်တမ်းအဲ့လိုနားလည်မှုတခုခုရမယ်ဆိုရင်တော့သူတို့မျိုးပေါ်ကိုသွားပြီးတော့မှဟလာအကူညီကိစ္စတွေကိုသူတထဲဝင်ဝင်လှုပ်ချင်တယ်ဆိုတာမျိုးကျွန်တော်တို့ကြားတယ်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆံမများပွင့်အမြင်ကဘယ်လိုရှိလဲခင်ဗျ ဒီတော်ရရဒီတော်လိုင်းရဲပေါ်ပေါ့နော်အဲ့တော်လိုင်းရဲပေါ်ကအဲ့လိုစိတ်မျိုးဖြစ်တယ်ဆိုတာညီမတို့ကယ်ဆယ်ရေးသမားတယောက်အနေနဲ့လည်းပို့ပြီးတော့တောင်ဖြစ်သေးတယ်ကယ်ဆယ်ရေးသမားကိုယ်တိုင်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီလိုစိတ်ရအားမလို့အားများဖြစ်တယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့မျိုးပေါ်မှာရှိတဲ့လူငယ်တွေတို့တောင်မှစစ်ကောင်စီကပိတ်ပင်တားဆီးနေတဲ့အချိန်မှာညီမတို့အနေနဲ့ဒီလိုမျိုးမျိုးပေါ့နော်ဒီကယ်ဆယ်ရေးသွားဖို့အတွက်ဝင်သွားတဲ့အခါကျလို့ရှင်အဲ့ဒီမျိုးအနေနဲ့ရောနောက်ပြီးတော့ဟိုညီမတို့ရဲ့လုံခြုံရေးအရာရောက ော်တော်လေးဟိုဟိုစိုးရိမ်စရာဖြစ်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့မြို့ပေါ်မှာရှိတဲ့လူငယ်တွေတောင်မှဟိုအလှခံခွင့်နေ၊ကယ်ဆယ်ရေးခွင့်နေ၊မြေပြင်ဆင်းခွင့်နေတားဆီးပိတ်ပင်နေတဲ့အချိန်မှာညီမတို့နဲ့ဝင်သွားတဲ့အခါမှာလည်းအကောလုံးအတွက်ပေါ့နော်။ပြည်သူလူထုအတွက်ရောညီမတို့အတွက်ရောတော်တော်လေးအန္တရာယ်များတယ်လို့မြင်တယ်ပေါ့နော်။ဟုတ်ကဲ့ဟုတ်ကဲ့။အဲ့တော့ကျွန်တော်ဒီကိုစောရဲ့လေးကိုခုနကပြောတဲ့ဟာပေါ့နော်။ဘယ်လိုမြင်လဲအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဟုတ်ပါတယ်အခုမမဘွေပြောသလိုပဲပေါ့နော်ဒီသူ့ရဲ့သူတို့ပေးထားတဲ့ဒီသူဟိုလူငယ်တွေ ခွင့်ပြုမျိုးပေါ်မှာရှိတဲ့လူငယ်တွေတောင်မှပဲဒီလိုလုပ်ပိုင်ခွင့်ကိုအဲ့လိုမျိုးပိတ်ပင်ထားရဆိုရင်ဒီလိုလက်နဲ့ကင်ပြီးတော့တော်လန်နေတဲ့လူငယ်တွေဆိုရင်ပို့ပြီးတော့ပို့ဆိုးတာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်နောက်တစ်ခုမြင်တာကအာပြီးတော့သူတို့ကတော့ okay ခွင့်ပြုတယ်ဆိုပြီးတော့ခွင့်ပြုလိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ကျွန်တော်ရဲ့လူငယ်တွေကသွားလိုက်ပါပြီဟိုကြလို့ရှိရင်ကျွန်တော်ပေါ်တာဆွဲခံတည်လို့ရှိရင်ကျွန်တော်တို့ကအများကြီးနဲ့နာဆုံးရှုံးရတာပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်အနေနဲ့ဆိုရင်တော့ကျွန်တော်သူတို့ရဲ့အဲ့လိုမျိုးပြစ်မဲ့ကိစ္စတော့ကျွန်တော်အားမရဘူးပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါ โอเคအဲ့တော့ကျွန်တော်တို့ဟိုဟာဒီဆမဆမမြပွင့်နဲ့ကျွန်တော်ဆက်ပြီးဆက်လိုက်ချင်တာကကျွန်တော်စောစောကဆမပြောတဲ့အထဲမှာလေးပါပါတယ်ဒီစစ်တက်ကအကူကြီးကေဆေးရီတွေအများကြီးရတာပေါ့နော်နိုင်ငံတကာရဲ့အကူကြီးကေဆေးရီတွေအများကြီးရတာတယ်အဲရိတ်ခါပစ္စည်းတွေအဲတန်တန်ချင်းယာနဲ့ချီပြီးသူတို့လက်ခံရတာဒါပေမဲ့မြေပြင်မှာဓာတ်တွေကို မျှဝေပေးတာမျိုးဟိုပေးမတွေ့ရဘူးအဲ့လိုမျိုးနည်းနည်းတော့ပဲအဲတကယ်ရထားတာကအများကြီးပေါ့နော်ဒါပေမဲ့မြေပြင်မှာတကယ်လှူတာတွေမတွေ့ရဘူး အဲ့လိုမျိုးနည်းနည်းအချင်းအနေချင်းလှူတာကလည်းဒါနေပြီးတော့တဝိုက်လောက်မှာပဲကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ဟိုအပြင်မှာထောက်ပြကြတာကဒီငလျင်ဘေးအကူအညီတွေကစစ်တပ်ရဲ့ရိခါဖြစ်သွားမလားဒါမျိုးစိုးရင်ချက်တွေတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီအကူအညီတွေကိုပြည်သူတွေအားလုံးစီကိုလက်လန်းမိနိုင်ဖို့ဆိုရင်ဘယ်လိုလှုပ်တင်လဲဘာတွေလှုပ်တင်လဲဒါနဲ့ပတ်သက်ပြီးတော့ဆရာမများပွင့်အဲဘယ်လိုမြင်လဲဘာပြောချင်တာရှိမလဲစစ်ကောင်စီကအခုလက်ရှိငလျင်ဖြစ်နေတဲ့အတောအတွင်းမှာတောင်မှသူတို့လေကြောင်းတိုက်ခိုက်မှုကရပ်နာတာမျိုးမရှိဘူးမရှိတဲ့အခါကျတော့ အဓိကအမြင်နေနဲ့ကတော့ဟိုအခုမှမဟုတ်ပါဘူးအရင်အရင်ဒီလိုမျိုးအလှပေါ့နော်ဒီနိုင်ငံတကာအဖွဲ့အစည်းတွေကလှကြတယ်အဲ့လှတဲ့ဒီငွေအင်အားကယ်ဆယ်ရေးပစ္စည်းအင်အားတွေတောင်မှသူတို့စစ်တပ်အတွက်ပဲအဓိကသုံးတာသုံးတယ်လို့ပဲမြင်တယ်ဘာလို့လဲဆိုတော့ငလင်ဖြစ်နေတဲ့အတော်တွေမှာနေရာတော်တော်များများမှာဒီလေကြောင်းတိုက်ခိုက်မှုအန္တရာယ်ရှိနေတုံးပဲပေါ့နော်ဒီဧပြီလတလလောက်တော်အတွင်းမှာတောင်60ကျော်ကြီးရှိနေတဲ့အခါကျတော့ဒီနိုင်ငံတကာလှတဲ့အလှငွေတွေက သူ့စီကိုပဲဒါရိုက်ရောက်တယ်ပေါ့နော်မြေပြင်လုံးဝမဒါရိုက်မရောက်လာအောင်ဒါရိုက်ရောက်ဖို့အတွက်ချိတ်ဆက်လုပ်ငန်းတဲ့အခါမှာလည်းအချိတ်ဆက်တွေကမရှိဘူးမရှိတဲ့အခါကျတော့ဒီအလှငွေတွေကသူတို့စစ်တပ်ထဲကိုပဲလုံးဝသူတို့စစ်တပ်ရိတ်ခါအတွက်သုံးဝင်သုံးမယ်လေကြောင်းအတွက်လိုအပ်တဲ့ပစ္စည်းတွေသုံးဝင်သုံးမယ်ပေါ့နော်အဲ့ဒီထဲကိုပဲဖြည့်တင်းနေတယ်လို့ပဲမြင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကိုစောရဲ့လေးအနေနဲ့ရောဆာမများပွင့်ပြောတာနဲ့ပတ်သက်ပြီးတော့ထပ်ပြီးဖြစ်ဆွဲပြောပြချင်တာများရှိမလားဆာမများပွင့်ပြောသလိုပဲပေါ့နော်သူတို့အဲ နိုင်ငံတကာလှူလိုက်တဲ့လူတန်းလူတန်းငွေတွေနောက်ပြီးတော့ရိတ်ခါတွေရိတ်ခါတွေကတကယ်လဲသူတို့အတွက်ဒီသူတို့ရဲဘော်တွေပဲသုံးသုံးပြီးတော့ ਆ ဖြစ်ပြီးတော့အနေထားမျိုးတွေ့ရတယ်ပေါ့နော်ဘာလို့တော့တကယ်သာပဲသူတို့အာပြည်သူလူထုလက်လက်ထက်ကိုတခါတည်းပို့မယ်ဆိုလို့ရှိရင်တော့ဒါကကျွန်တော်ပြောတဲ့စကားမှားတယ်လို့ပြောလို့ရတာပေါ့တကယ်လက်တွေ့မှာကျတော့အာပြည်သူလူထုရဲ့အတန်အဲ့လိုပုံစံမျိုးပေါ့နော်ဟိုသူတို့ဘာမှဟိုဖြစ်တာမျိုးအရင်ကူညီမှုတွေရလိုအပ်နေရသလိုပြီးတော့အတန်တွေထွက်လာတာမျိုး အဲသူတို့တာပဲတကယ်လှူလိုက်မယ်ဆိုရင်ဘာမှအတန်ထွက်စရာအကြောင်းမရှိဘူးလေအဲအဲ့ဒါကိုထောက်ရှုခြင်းအပြင်ကျွန်တော်ကအဲသူတို့အဲသူတို့တွေပဲသုံးနေတယ်လို့ကျွန်တော်အမြင်တယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါအဲတော့တကယ်တကယ်တန်းလဲဒါပွင့်လင်းမြင်သာမှုမတွေ့ရဘူးပေါ့နော်အဲတကယ်တကယ်တန်းအခုဆိုရင်ဒါ73ရက်လောက်ရှိလာပြီအဲငလျင်ဘေးတင့်တဲ့အချိန်ဒါ73ရက်လောက်ကြာသွားပြီပေါ့နော်အခုအချိန်ထိပြည်သူတွေကအာလမ်းတွေပေါ်မှာပဲနေထိုင်နေရစေပေါ့နော်အကူအညီတွေမရှိမရှိဘူးအကူအညီတွေမရကြဘူးအာအများကြီးဒုက္ခ ရောက်နေကြရတယ်ပေါ့နော်အအမိုးကအောက်ကိုမရောက်နိုင်သေးဘူးအခုဆိုရင်ဒါမိုးတွင်းကာလအရောက်တော့မယ်အခုဆိုရင်ဒါမိုးမိုးကြိုမိုးရွာမှုတွေဖြစ်ဖြစ်တဲ့ဖြစ်နေပြီပေါ့နော်အဲ့တော့လူတွေအများကြီးဒုက္ခရောက်ကြတယ်အဲ့တော့မန္တလေးမှာဆိုရင်လည်းဒါဟိုဒီစကိုင်းဘက်ကတိုက်ပွဲတွေကြောင့်ပြေးလာတဲ့စစ်ဘေးရှောင်တွေအများကြီးရှိတယ်အဲအဲ့ဒီစစ်ဘေးရှောင်ကအခုငလျင်ဒီငလျင်ဘေးဒဏ်ကိုကြုံရတော့ဒဏ်နှစ်ထပ်ကြုံရတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တော့ဆိုတော့ဒီပြည်သူတွေဒီလူတွေအမိုးကာအောက်ကိုရောက်ဖို့အတွက် အဲဘလောက်ထိအရေးတကြီးလိုအပ်နေပြီလို့ပြောပြောခြင်းလဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောပြပြပေါ့အဓိကတော့ဒီခေါင်းစဉ်အတိုင်းပဲလူငယ်တွေရဲ့အားကိုလိုအပ်တာပေါ့နော်ညီမတို့ဒီ2019မှာကိုဗစ်ဆာဖြစ်တယ်ကိုဗစ်ဆာဖြစ်တဲ့အခါမှာဟိုဒီလူငယ်တွေကြောက်မယ်ဒီ2019ကိုဗစ်ပထမလှိုင်းမှာအသက်ဆုံးရှုံးတာတွေဘာတွေတော်တော်များများမဖြစ်ခဲ့ရဘူးဒီ2020ဒုတိယလှိုင်းရောက်တဲ့အခါကျတော့အောက်ဆီဂျင်တွေ လိုအပ်လာတာတွေရှိတယ်ကိုဗစ်လာရင်ပို့ပြီးတော့ဆိုးလာတယ်ပေါ့နော်ဆိုးလာတဲ့အခါမှာဒီလူငယ်တွေကပဲအောက်ဆီဂျင်အချိတ်ဆက်တွေသူတို့ကိုယ်တိုင်ပဲဥဆောင်ပြီးလှုပ်ရှားတာမျိုးတွေ့ရတယ်အဲ့ကကြတော့နောက်ပြီးတော့ကိုဗစ်တတိယလိုင်းထပ်ဖြစ်တဲ့အခါမှာဒီစစ်ကောင်စီရဲ့အာဏာသိမ်းမှုကြောင့်ဒီလူငယ်တွေရှောင်တိန်လာတာတွေဖြစ်လာတယ်နောက်ဒီလက်နက်ကင်တော်လန်ရေးဒီအာဏာရှင်စနစ်ကိုမကြိုက်လို့တော်လန်ရေးတဲ့ကိုဝင်တော်လန်တိုက်ခိုက်ဖို့အတွက် ဒီတော့တဲ့ဝင်ဝင်သွားကြတဲ့အခါမှာလူငယ်အင်အားတွေကတော်တော်ကြီးကိုရော့ပါသွားတယ်။အဲ့တော့ဘာဖြစ်လာလဲဆိုတော့ဒီကိုဗစ်တက်တဲ့အလိုက်မှာ လုံးဝဟိုကိုဗစ်စင်တာရဲ့လို့မမေရတာမရှိတော့ဘူး။လက်ညှိုးထိုးပြကြမရှိတော့ဘူးပေါ့နော်။အဓိကကတော့လူငယ်တွေရဲ့ အားဆိုတာနိုင်ငံတကာနိုင်ငံတနိုင်ငံမှာလူငယ်တွေဆိုတာအရန်အရေးပါတယ်ပေါ့နော်အဲ့ဒါကြောင့်ပဲအခုလက်ရှိအခြေအနေကဟိုလူငယ်တွေအားကိုလူနေတယ်လို့ပဲမြင်ပါတယ်တကယ်လို့လူငယ်တွေဒါရှိတယ်ဆိုလို့ရှိရင်ဒီကိစ္စမြန်မြန်ဆန်ဆန်ပြီးစီးဝါနိုင်မယ်လို့လည်းထင်ပါတယ်အခုဆိုကယ်ဆယ်ရေးလုပ်ငန်းတွေကတော်တော်လေးလဲနှောင့်နေလာတယ်မိုးရွာလာတဲ့အခြေအနေမှာဟိုတချို့ဆိုလို့ရှိရင်ကယ်ဆယ်ရေးရက်တွေကြာလို့ဟိုသူတို့ တိုက်ဟိုဘောနော်တိုက်ပြိုတဲ့အထဲမှာပြိနေတဲ့အထဲမှာတောင်မှခက်ခက်ခက်ခဲအသက်ရှင်တန်နေရတာမျိုးရှိတဲ့အခါမှာတောင်မှတကယ်လို့ကိုကကဲဆယ်ရေးမြင်းမြန်ဆန်ဆန်လုံနိုင်ပြီဆိုလို့ရှိရင်ဒီလူတွေရဲ့အသက်ဆုံးရှုံးမှုကိုကာကွယ်နိုင်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ဆရာစောရဲ့လေးဖက်ကိုဆက်ပြီးလှည့်ပေးနေတာပေါ့နော်စောစောကဆံမများပွင့်ဆွေးနွေးသွားတဲ့ဒါလူတုဟိုပြည်သူလူတုကဒီအမိုးကအောက်ကိုရောက်ဖို့အရေးတကြီးလိုအပ်နေပြီပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုဗာများဖြစ်ဆွဲပြောချင်တာရှိအောင်မလဲဟုတ်ကဲ့ဗျအဲဒီ ဒီအမိုးကားကိုရောက်ဖို့ကိစ္စရဆိုလို့ချင်းကျွန်တော်တို့လူငယ်တွေလူငယ်တွေရဲ့အခန့်ကဏ္ဍအလုံးအရေးကြီးတယ်ပေါ့နော်အလူငယ်တွေရဲ့အခန့်ကဏ္ဍအရေးကြီးတယ်ကိုတော်လိုင်းထဲမှာမပါဝင်တဲ့လူငယ်တွေပေါ့နော်ဒီမျိုးပြမှာရှိတဲ့လူငယ်တွေကိုလည်းခွင့်ရေးပေးတဲ့လို့ကျွန်တော်မြင်တယ်ပေါ့နော်ခုနကတော့ပိတ်ပင်တားဆီးတဲ့ဟာတွေကိုကျွန်တော်တို့ခွင့်ပြုပေးပြီးတော့အလူငယ်တွေလွတ်လပ်လပ်အကူညီဖို့အလိုအပ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်တို့ဒီအမိုးမရှိဘဲနဲ့ နေဖို့ဆိုတာကကျွန်တော်တို့မဖြစ်နိုင်ဘူးပေါ့နော်ဒီအာနာရှင်အဲဆစ်အာနာရှင်အဲလေချောင်းတက်ခိုက်မှုတွေကြောင်းအထွက်ပြေးရတဲ့ဆစ်ရှောင်းတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီကရနီဘတ်တွေမှာဆိုလို့ရှိရင်ဒီအာတဲလေးတွေနဲ့နေနေထိုင်ရတဲ့ IDP တွေဆိုအများအပြားရှိတယ်ပေါ့နော်သူတို့ဆိုလို့ရှိရင်ဟိုလွန်ခဲ့တဲ့2022လောက်တည်းကသူတို့ဆစ်ရှောင်းပြီးတော့နေရတဲ့အာသူတို့ရဲ့ဒုက္ခကိုကျွန်တော်တို့ကိုယ်တိုင်သိနေရတယ်ပေါ့နော်သိနေရတော့ဘယ်လောက်ထိခက်ခဲတယ်ဆိုတာကိုလည်းအာကျွန်တော်တို့သိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လဲဒီဘက်ကဒီမန္တလေးမှာရှိတဲ့ပြည်သူတွေရောဒီငလင်းဘေးတဲ့အကြောင်း ီလိုလမ်းမမှာထွက်ပြီးတော့အဲအိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ပြည်ဟောလူတွေသူတို့အမိုးကအားကိုရောက်ဖို့အတွက်ကကျွန်တော်လူငယ်တွေအများကြီးအာရည်ရည်ကြီးလိုအပ်နေတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲကျွန်တော်ဆက်ပြီးတဆက်တဲ့မေးချင်တာကပေါ့နော်အာဒီစစ်တပ်ကအခုဆိုရင်စောစောကျွန်တော်ပြောသလိုငလင်းဘေးအဲ့ဒါတင့်တဲ့73ရက်မြောက်လောက်ကြာလာပြီပေါ့နော်အခုချိန်ထိစစ်တပ်ကဒီလူတွေကိုအပြင်ကိုထွက်ပြီးတော့မှနေနေကြတဲ့လူတွေကိုအမိုးကအောက်ကိုရောက်အောင်မလုပ်ပေးနိုင်သေးဘူးပေါ့နော်အဲ့တော့အဲ့ဒါဘာကြောင့်လဲ တကယ်တကယ်တမ်းဆိုရင်လှုပ်ပေးနေသင့်ပြီပေါ့နော်အဲသူ့မှာအကူအညီတွေကလည်းအများကြီးရထားတဲ့ဟာတွေဆိုတော့စစ်တပ်ကဒါတွေမလှုပ်ပေးနိုင်ဘူးဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဗာများပြောချင်တာရှိမလဲဘာကြောင့်လှုပ်မပေးနိုင်တာလဲဆိုတော့သူတို့ကဒီကယ်ဆယ်ရေးကိုအဓိကမထားဘဲနဲ့ကျွန်တော်တို့ကဒီတိုက်ခိုက်ရေးအတွက်ကိုပဲအဓိကထားပြီးတော့ဖြစ်တယ်တကယ်လို့ဒါပဲသူတို့အဲဒီပြည်သူတွေကိုကူညီဖို့လှုပ်မယ်ဆိုလို့ရှိရင်တော့ဒီဘက်ကသူတို့အဲအဲ့လိုမျိုးကျွန်တော်မြင်တာပေါ့ဒီဘက်ကလည်းအဲ တိုက်ခိုက်ရေးဘက်ကိုသူတို့ဥတီနေတဲ့ဟာကိုအဲ့လိုပဲမြင်တယ်ဗောနော်တိုက်ခိုက်ရေးဘက်ကိုဥတီနေတဲ့အတွက်ကြောင့်သူတို့ဒီဘက်ကယ်ဆယ်ရေးဘက်မှာသူတို့အာ PPCD လုံးဝပြင်နိုင်တယ်လို့ပဲကျွန်တော်မြင်တယ်ဗောနော်ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့အခုဒီလူငယ်ခေလူငယ်အတန်စကဝိုင်းအစီအစဉ်ကိုနားဆင်နေကြရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဆွေးနွေးခန်းကလည်းအချိန်အနည်းငယ်လစ်လာပြီးဖြစ်တဲ့အတွက်ကျွန်တော်နောက်ဆုံးအလှည့်ပေးတဲ့မိခွန်းတစ်ခုပြီးရင်တော့ ဒီ season ကိုအဆုံးသတ်လိုက်ချင်ပါတယ်အဲ့တော့ကျွန်တော်ဆံမမြပွင့်ကိုအရင်ဆုံးအလှည့်ပေးချင်တာပေါ့နော်အခုတော့ကျွန်တော်တို့ရှေ့မှာအာဒီစစ်တပ်ရဲ့စစ်ကောင်စီကကုညီကေစရေးတွေကိုချက်ချင်းမတုံ့ပြန်နိုင်တဲ့အကြောင်းတွေအဲပြီးတော့အမိုးကာအောက်ကိုရောက်ဖို့အတွက်ရောက်အောင်မလုပ်ပေးနိုင်သေးတဲ့အကြောင်းတွေဒီလိုငလျင်ဘေးတင့်နေတဲ့အချိန်မှာတော့စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေကိုဟလာဇက်တိုက်လုပ်နေတဲ့အကြောင်းတွေကိုကျွန်တော်တို့ရှေ့မှာဆွေးနွေးခဲ့ကြရပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဒါနဲ့ပတ်သက်ပြီးတော့ဟိုဆံမမြပွင့်ဘာများဖြစ်ဆွဲချင်တာရှိမလဲဟိုဖြစ်ဆွဲချင်တာတော့ ဟိုဒီလူငယ်တွေကိုအေးပေးစေချင်တယ်ပေါ့နော်ဟိုသူတို့လှုပ်ချင်တဲ့ဥစ္စာကိုလှုပ်ခွင့်ပေးလိုက်တာမျိုးမြင်စေဖြစ်စေချင်တယ်ဟိုအခုဆိုပြည်သူတွေအနေနဲ့တော်တော်ခက်ခက်ခက်ခဲဖြစ်နေတဲ့အချိန်မှာဒီလူငယ်တွေကိုဒါလှုပ်ခွင့်ပေးလိုက်မယ်ဆိုလို့ရှင်ဟိုတော်တော်လေးကိုအစဉ်ပြေပြေချွတ်ချွတ်မွမ်းမွမ်းနဲ့ဖြစ်သွားမယ်လို့မြင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဆက်စောရဲ့လေးအနေနဲ့ရောအဲကျွန်တော်တို့ဒီငလင်းဘေးတန်တင့်နေတဲ့နောက်နောက်ဆက်တွဲအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ဘာများဖြစ်ဆွတ်ချင်တာရှိမလဲ အဲခုနဆယ်မမမပွင့်ပြောသလိုပေါ့နော်ဒီကျွန်တော်တို့အဲလူငယ်တွေကိုခွင့်ပေးပေးတယ်နေပေါ့နော်အဲဘာကြောင့်ဘာကြောင့်လဲဆိုတော့အဲဒီဒီဟိုလူငယ်တွေကပို့ပြီးတော့အရေးအရေးပါတဲ့ခက်ခန္ဓာမှာရှိနေတာဖြစ်တဲ့အတွက်ပေါ့နော်အဲလူငယ်တွေကိုခွင့်ပေးပေးတယ်နေပေါ့နော်အာဒီပြည်သူတွေဆိုလို့ရှိရင်ခုငလျင်လှုပ်နေတဲ့ဂျားတွေကတို့အာလေဘုံတိုင်လို့တို့ခံရတယ်ပေါ့နော်ဒီကျွန်တော်မြန်မာစကားဘုံတကူးရှိတယ်ပေါ့နော်ဒီ ကန်ဆုံးမသွားရင်မိုးလိုက်လို့ရတော့သူတို့အတွက်အာဒီစကပုံကသူတို့အတွက်တီးတိုင်တီးတိုင်ကြီးလို့ပုံစံမျိုးခံစားနေရတဲ့အနေအထားမျိုးကျွန်တော်မြင်နေပါတော့မီစီမာရဲ့လူငယ်ခေတ်လူငယ်အသံစကဝိုင်းအစီအစဉ်ကိုနားဆင်ခဲ့ကြတာဖြစ်ပါတယ်အခုလောအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ကျွန်တော်တို့ဒီအစီအစဉ်နဲ့ပတ်သက်ပြီးတော့လူကြီးမင်းတို့ရဲ့ဝေဖန်အကြံပြုချက်တွေကိုလည်းကြိုဆိုပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးရန်သူမျိုးငါးပါးဘေးအန္တရာယ်ကနေကင်းဝေးနိုင်ကြပါစေအထူးသဖြင့် တဘဝဘေးဆရာနာရှင်ကက်ဘေးကနေကင်းဝဲနိုင်ကြပါစေ။နောက်အစီအစဉ်တွေမှာပြန်ဆုံပါမယ်။ကျွန်တော်နောက်နောက်ပါခင်ဗျာ။